ကျော်ကြဗလားမရှိဘူးဒါပေမဲ့ဈားရှိတယ်လေစောင့်ကြည့်လိုက်ပေါ့အဲကျွန်တော်တို့မှန်မှန်ကန်ကန်စော့တယ်မှန်မှန်ကန်ကန်စော့လို့ရှုံးလာတာများရင်တော့ကြိုးစားပြီးညစ်တယ်ဟဲ့အချင်းရုပ်တဲ့စိတ်ကိုတော့ဘေးဖယ်ထားပြီးတော့အမှန်ကန်ပဲစော့မှာပါအချင်းရုပ်ချင်းလည်းမျိုးချမှာပဲလေကင်မရာရရှိတယ်ဆိုတော့အဲ့လိုမျိုးအဲ့ချိန်တော့ကလေးတွေဆိုတော့အဖြူအောင်မူသားပါတော့မူသားတော့မူသားပဲဒါပေမဲ့ရိုးသားတဲ့ကလေးတွေဆိုတော့လေဖြူအောင်မူသားပါပဲဟုတ် ကျွန်တော်ဘွားမှာအဲ့ဒါ7ရန်ရယ်7ရန်ရပီတာရယ်ဘွားမှာအဲ့ဒါနောက်ဆုံးပဲအဲ့ဒါပြီးတော့ကျွန်တော်ဒီလုပ်ကိုစတင်လုပ်ဖြစ်တယ်စတင်လုပ်ဖြစ်ပြီးတော့လုပ်ငန်းခွင်နဲ့ရောက်လာပြီးတော့အလုပ်တွေလုပ်နေရတဲ့ခါကျတော့သတင်းကျုပ်ဆိုတာကျွန်တော်တို့အဲ့လိုမျိုးငယ်ဘွားလောက်ပြော့ကြရမကောင်းခဲ့တော့ဘူးဒါမဲ့ကျွန်တော်ကငငယ်တော့လွတ်လပ်တဲ့တကယ်ကလေးဘွားကိုအပြည့်အဝရခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်ကြီးစဉ်းစားပါတယ်ဟုတ်အဲသူတို့မှ7ရန်ဆိုတာထက်ကိုသူတို့ကသူတို့အခုက12တန်းလားမသိနော်အဲ့လိုဖြစ်သွားတာသူတို့အတက်ကပဲ အခုတချို့ကလေး19 18 19လောက်ဖြစ်နေပြီလေနော်ဒါတော်တော်ကြီးနေပြီကြီးနေတဲ့အချိန်မှာတို့အဖြူစိမ်းဝတ်ထားတဲ့အတွက်ကြောင့်မလို့တို့တို့မှကြီးစိတ်လေးဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲဒီလိုမျိုးတွေမရှိတော့ဘူးပြဖုံးနေပေါ်လာတဲ့အတွက်ကြောင့်မလို့ပျော်ရွှင်မှုတွေကအဲဖုံးနေရှိမယ်ရှိုးပွဲတွေရှိမယ်သွားတဲ့နေရာရှိမယ်ကလေးတွေကနည်းနည်းမျက်စိပွင့်နားပွင့်ဖြစ်လာတဲ့အခါကျတော့တို့တို့မှပျော်ရွှင်စရာတွေပြန့်သွားတယ်ကျွန်တော်တို့ကြတော့ပျော်ရွှင်စရာဒီသတင်းကျုပ်ဆိုလို့ရှိရင်အဲအဲ့လိုပြာဖို့ဖောက်မယ်မိမှုမိပန်းဖောက်မယ် အဲ့လိုနိဗ္ဗာန်စီတိုးမယ်ကျွန်တော်တို့ကပျော်ရှင်စရာဘောင်ထဲမှာဒါပဲရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကတော့ပုံပြီးပျော်ခဲ့ရတယ်လို့ထင်တယ်အခုခေတ်ကလေးကတော့ပျော်စရာ choice လုပ်စရာတွေအများကြီးဖြစ်သွားတာလीအဲ့တော့ဆိုတော့ကျွန်တော်တို့ကတော့ပိုပျော်ခဲ့ရပါတယ်ဒါပြီးတော့ကျွန်တော်တို့ပျော်ခဲ့တဲ့အချိန်တော့လည်းခလေးလို့တကယ်ပျော်ခဲ့ရတာဆိုတော့ကျွန်တော်တို့ပျော်ရမယ့်အချိန်ပျော်ခဲ့ရတဲ့အချိန်တွေကကျွန်တော်အကြည့်နဲ့ဆုံးပါဘူးဟုတ်ပျော်ဖို့ကတော့ရောက်ကြတာအဲဟုတ်တယ်ဟုတ်တယ်အဲ့လိုဆိုလို့ရှိရင်သူများစိတ်ဆင်းရဲပြီးတော့ ဟိုဟာဒုက္ခရောက်တော့ပျော်တယ်လို့ဖြစ်နေမှာပေါ့နော်ဒါမဲ့လည်းရိုးသားတော့ဝန်ခံရရင်ကိုခွားဝလိုက်လို့လန့်သွားရင်ပျော်တယ်ဒီနေ့ဒီချိန်ဒီကိုစားလိုက်လို့သူများလန့်ပြီးငုံရင်ပျော်တာဆိုတော့လေဒါမဲ့လည်းတနိုင်တော့ရှော့ပါတယ်မကောင်းဘူးလေပြန်မှားတာဟောအဲအခုတော့ရွယ်တစ်ခုရောက်လာတဲ့ချိန်မှာတော်တော်တော့ရှော့ဖြစ်နေပါပြီရှော့ဖြစ်နေပါပြီဒါတော့မှအခုချိန်မွေးရုံနဲ့စားလို့ငိုတဲ့သူတွေပျော်တော့ကြိတ်ပျော်တော့ဆိုတော့အဲ့စိတ်ကလေးတော့ကျွန်တော်စူးစမ်းပြီးပြင်ပါမယ်ဟုတ်အဲဒီဟိုပါဘောနော် ဟိုဟာစီဇန်1ကိုကျွန်တော်ကြည့်ဘူးတဲ့ချိန်မှာဒီကောင်တော်တော်မိုက်ပါလားပေါ့နော်ကျွန်တော်တို့တွေကအမြင်နဲ့ဒီလိုမျိုးအဲပွက်တက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာသပိန်တွေလှုပ်လာပြီဒါတွေဘာညာ shining wine တွေလှုပ်လာပြီအဲ့ဒါကြောင့်တော့အဲ့လိုမလို့ဘူးအာဒါပဲဒါပဲကျွန်တော်တို့ရဲ့ကျွန်တော်ကခလေးဘွားတဲ့ကလည်းအရန်ဆော့ပြီးကမြင်ညော့ထားတဲ့သူဆိုတော့ဒါနဲ့ကျွန်တော်လည်းလုံးဝကမစီမိမယ်လို့ထင်တယ်ပြီးတော့ကျွန်တော်လည်းပါဝင်ဆော့မဲ့သူတွေကလည်းအကုန်လုံးကတကယ်ဖိုက်တာကြီးတွေဇိုးကြီးတွေဆိုတော့ကျွန်တော်ကတော့အားလုံးကျုံးပါကျုံးပါကျွန်တော်ကညနေတော့ကိုကျုံးမှုတော်တော်အားမွေးတာလေဒီအပိုင်းအိတ်တယ်စားတယ် အခုပွဲတက်ပြီးကျွန်တော်ဘာလုံးမှမရှိဘူးဒီပွဲတက်ရဲ့အရှိမှလည်းဘာလုံးမှမရှိတေချောင်အာမွေးရတာအဲ့ဒါတော့ကျွန်တော်ဖြင်းပြီဟာကျွန်တော်ကဘာမှမရှိဘူးဒါပေမဲ့စားရှိတယ်လေစောင့်ကြည့်လိုက်ပေါ့အဲအာဒါပဲအဲစီဇန်1မှာကြီးလိုက်တော့ဂိမ်းတော်တော်များများကျွန်တော်စော့နိုင်မယ်လို့ထင်တယ်ဒါစီဇန်2မှာကျတော့ဂိမ်းတွေကိုကြုံမပြောဘူးစီဇန်1မှာလည်းသူကကြုံမပြောခဲ့ဘူးဆိုတော့လေအဲကြုံမပြောတဲ့ဂိမ်းတွေကို ကျွန်တော်ရှင်းခုံတယ်ကြိုတိပြီးရင်ဒါအကုန်လုံးကကြိုတင်ပြင်ဆင်နေမှာအဲ့ဒါတွေအတူရောက်နေဖြစ်နေလိမ့်မယ်အဲ့တော့ကျွန်တော်ကလုံးဝအစ်စ်မှန်နေပဲကြုံမှာဆိုတော့ဘယ်ဂိမ်းဖြစ်ဖြစ်ကျွန်တော်ကဆွဲမှာပဲ7ရောက်တော့ရှိတယ်သူက3ရောက်တစ်ဖွဲ့ဆိုတော့ကျင်းနေတယ်9ရောက်ကတော့9ရန်လူဖြစ်မှာပဲဆိုတော့ကိုယောက်ကြီးအောင်ကြတော့လဲတယ်ဟိုကဘလူးဘလူးဖြစ်မလဲဆိုတော့မသိသေးဘူးကျွန်တော်တို့ဂျိုက်ကိုကြီးလောက်တဲ့ချိန်ညမှာသိရမှာအဲ့ကြမှာဖုန်းလမ်းဆက်လိုက်မှာကျွန်တော်ရန်လူတွေကဘသူဆိုတာပြောပြမှာအဲကျွန်တော်တို့မမှန်ကန်ရန်ဆော့တယ်မမှန်ကန်ရန်ဆော့လို့ ရှုံးလာတာများရင်တော့ကြိုးစားပြီးညစ်တယ်ငငယ်ဇဲကုန်တွေပါတောက်တယ်လေဇဲကုန်တွေပါတောက်လာတယ်နည်းရှုံးလာပြီးရှုံးဝဲများလာပြီးဆိုလို့ရှိရင်ဇဲစီဖိုးလဲခြင်းတော့နည်းနည်းပါနည်းနည်းလောက်ခူးတယ်အဲ့ဒါလေးပေါ့အဲ့လောက်ပေါ့အဲ့လောက်တော့ပပလေးရှိပါလားဒါအမှန်တိုင်းအော်ဒါတော့ဟိုကကင်မရာနဲ့ရိုက်နေမှာဆိုတော့ကိုယ့်အချင်းရုပ်တဲ့စိတ်ကိုတော့ဘေးဖယ်ထားပြီးတော့အမှန်ကန်ပဲဆော့မှာပါအချင်းရုပ်ချင်းလည်းမျိုးချမှာပဲလေကင်မရာရှိတယ်ဆိုတော့အဲ့လိုမျိုးဟုတ် chicken eye ပြည်သူကြီးအားလုံးပဲမင်္ဂလာပါ အခုသတင်းကြိုအချိန်ခါမှာမနေ့ကကျွန်တော်အပြင်ခဏထွက်ဖြစ်တဲ့အချိန်မှာလမ်းမပေါ်မှာလူတွေအများကြီးပဲပျော်နေကြတယ်ပျော်နေကြတာတွေ့ရတဲ့ကြောင့်မို့လဲဝမ်းသာပါတယ်ခင်ဗျာအဲအကုန်လုံးအဲသတင်းကြိုမှာနှစ်စိတ်စိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်စကားပြောတဲ့အချိန်မှာအမားပါဝိုင်းလဲခွင့်လွှတ်ပါအားလုံး happy သတင်းကြိုပါခင်ဗျာဒီတစ်ပါး